ပြုံးစကားများလိုက်တာဒီကောင်လေရှည်လိုက်တာစသည်ဖြင့် negative shutdown ကနေပဲကြည့်တဲ့မကောင်းတဲ့ shutdown ကနေပဲကြည့်တဲ့သူတွေကကျွန်တော် channel မှာမဟုတ်ဘူးနေရာတကာတိုင်းမှာရှိတယ်အဲ့လိုလူတွေကိုဘယ်လိုရင်ဆိုင်မှာလဲနောက်တစ်ခုအဲ့လို comment တွေကို social media ဖန်တီးနေတဲ့သူတွေဘယ်လိုသွားပြီးတော့ရင်ဆိုင်မှာလဲအကယ်၍ကျွန်တော်မိတ်ဆွေက content creator လုပ်နေတာ YouTube Facebook TikTok ကြိုက်တဲ့နေရာပြောအဲ့ဒီမှာ video ဖန်တီးနေတာတင်ဆက်နေတာ တခုခုကိုချပြနေတာ channel တခုခုဖန်တီးနေတဲ့သူပဲဖြစ်ပါစေကျွန်တော်မိတ်ဆွေလက်တွေ့ဘဝမှာအလုပ်လုပ်နေရတဲ့သူဝန်ထမ်းဘဝနဲ့နေထိုင်ရတဲ့သူလူတွေအားလုံးနဲ့ပေါင်းသင်းဆက်ဆံနေရတဲ့အခါမှာပဲဖြစ်စေဗလိမဲ့သူတွေဖြုတ်မဲ့သူတွေဆော်မဲ့သူတွေတမမဲ့သူတွေအားလုံးကိုဘယ်လိုရင်ဆိုင်မလဲကျွန်တော်ဘယ်လိုရင်ဆိုင်လဲဆိုတဲ့ကိစ္စကိုဒီနေ့မျှဝေပေးမှာဖြစ်ပါတယ် တော့လွန်ခဲ့တဲ့3လခွဲကကျွန်တော်ဒီ channel လေးစတင်ခဲ့တဲ့အချိန်တုန်းကကျွန်တော်ကိုပထမဆုံးလာရောက်အပ်ပြီးသွားတဲ့6ယောက်ကနေ12ယောက်ရှိတယ်ကျွန်တော်စာရင်းရိုက်ပြီးတော့မှတ်ထားခဲ့တာပေါ့နော်ကျွန်တော်ပထမဆုံးအပ်ပြီးတဲ့သူတွေဆိုပြီးအမှတ်တရနဲ့အခုချိန်ထိကျွန်တော်မှတ်ထားဆဲပဲတင်ထားဆဲပဲသူတို့ကိုကျေးဇူးတင်နေဆဲပဲထားပါတော့ကျွန်တော်က channel လေးတစ်ပြေးတစ်ပြေးနဲ့လူလေးတွေများလာတယ်ကျွန်တော်ခင်မင်တဲ့သူတွေရင်းနေတဲ့သူတွေများလာတယ်တပြိုင်တည်းမှာပဲဗလိမ်းမဲ့သူတွေကလည်းရှိတယ် comment အကြောင်း100ဆိုရင်2ချောင်း3ချောင်းမှ bad comment တွေတွေ့တယ်တခါတလေကျရင်ကျွန်တော်ကအရင်နှုံးကခံစားရတယ် ျွန်တော် အသေးအတန်လေးခံစားရတယ်။အသေးအတန်လေးဟာငါမှားသွားတာလား။ငါပြောဆိုတာတုံ့နှုံးတာတွေမှားသွားတာလား။စသည်ဖြင့်အဲ့ဒါကိုအာမပြီးတော့ဘူးဗျာ။အဲ့ဒီပုံမှာအချိန်ကြီးကုန်နေခဲ့တာ။နံပါတ်၁ကျွန်တော်တို့နားလည်ရမယ့်ကိစ္စကအင်တာနက်ဆိုတာကြောက်စရာကြီးလားဆိုရင်ကြောက်စရာကောင်းတယ်။အရန်ကိုမြန်ဆန်နေတဲ့လူတွေအကုန်လုံးနဲ့တွေ့ဆုံကြုံတွေ့လို့ရနေတယ်။အဲဒီပုံမှာမှဖြစ်ပေါ်လာတဲ့ social media platform တွေ Facebook, TikTok, Twitter စုံပလုံစီနေရပဲเนาะ အဲ့ဒီ social media platform တွေအပြင်အခုဒီ YouTube တို့ဘာတို့ကကြိုက်တဲ့သူကြိုက်တဲ့နေရာကနေကြိုက်တယ်လို့ဝင်လာပြီးတော့ကြိုက်တဲ့နာမည်နဲ့ကြိုက်တယ်လို့ရေးပြီးတော့ပြောကျင်တာပြောလို့ရနေတယ် content ဖန်တီးရဲ့သူပဲသိလိမ့်မယ်သူဘယ်လောက်အထိအချိန်ပေးရလဲသူဘယ်လောက်အထိအသေးအတန်စူးစမ်းထားလဲသူပြောပြကျင်တဲ့အချက်အလက်ကဘာလဲပြီးထားတဲ့အချိန်ပေါင်းအတွင်းမှာလူတွေမယိုးသွားအောင်မအီသွားအောင်ငိုက်စင်းမကြသွားအောင်5မိနစ်10မိနစ်15မိနစ်အတွင်းမှာလေပြီးကျင်တဲ့အရာကိုထည့်သွင်းပြသရင်းနဲ့ တစ်ဖက်ကကြည့်ရှုတဲ့သူကနားလဲတဲ့နေရာမှာ နားလဲမှုကသူ့ရှုတော့နေသူကသူနားလဲခြင်းတို့နားလဲပြီးတော့ဝင်ဆဲသွားပြီးအဲ့မှာဟာမင်းလေးရှိလိုက်တဲ့ကောင်ကွာမင်းမဖြစ်တဲ့ကောင်ကွာညာဖြစ်တဲ့ကောင်ကွာအဲ့တော့ကျွန်တော်ဆိုရင်ကြုံတွေ့ရတဲ့ comment တွေမှာအများကြီးပဲအဲ့လိုအခြေအနေတွေအားလုံးမှာနံပါတ်1အရာရာအားလုံးမေးလိုက်နားလဲရမယ်တစ်ချက်ကအဲ့လိုလူတွေဒီနေရာတိုင်းမှာ ရှိတယ်အဲ့ဒါတဘာဝကြီးအဲ့ဒါ logic ကြီး social media အားလုံးပေါ်မှာရှိတယ်ခင်ဗျာ check တဲ့နေရာတော့ ဘလိမ့်မယ်ပြောမယ်ဆိုမယ်ပြောချင်တာပြောချင်သလိုပြောလိုက်မယ်အကောင့်အဆင့်နဲ့လည်းဖြစ်ချင်ဖြစ်မယ်အကောင့်အထုနဲ့လည်းဖြစ်ချင်ဖြစ်မယ်အဲ့လိုလူမျိုးတွေကနေရာတကာမှာရှိတယ်ဆိုတဲ့အချက်ကိုလုံးဝကိုနားလည်ထားလိုက်ရမယ်လက်ခံပေးလိုက်ရမယ်နံပါတ်နှစ်တစ်ချက်ကကွန်မန့်မှာရေးသမျှအကြောင်းအရာတွေအားလုံးလူတွေအကုန်လုံးကိုလိုက်ပြီးတော့ကျွန်တော်တို့က please လုပ်လို့မရသူတို့စိတ်ကျဉ်တ်တော့အောင်လို့အဆအဆအရာရာလိုက်ပြီးတော့ဒေါင်ပေါင်းစုံကနေလိုက်ပြီးတွေးပြီးတော့ဖန်ဒီဖြေရှင်းအဲ့လိုမျိုးတွေဖန်ဒီလို့လုံးဝမရအထူးသဖြင့် social media လောကမှာမရအောင် ခမ ्या ကိုအယောက်တစ်ထောင်ကြည့်နေတယ်ထားအဲ့အယောက်တစ်ထောင်လုံးကိုငါကိုကြိုက်ပါစေငါပြောတဲ့ content လေးကကြိုက်ပါစေကောင်းပါတယ်ဒီကောင်းကိုအားလုံးလက်ခံပါစေလက်မအချောင်းတစ်ထောင်ရပါစေ comment နေအားလုံးကလည်းဟာအရန်ကောင်းတာပဲသွားပြီးတော့မျှော်လင့်နေရင်ကျွန်မိတ်ဆွေကားပြီတားကားပြီဘာဖြစ်လို့လဲဆိုတော့အဲ့လိုသွားပြီးတော့ကျွန်တော်တို့မျှော်လင့်လို့မရဘူးတစ်ထောင်မှာတန်ဖိုးတည်တဲ့လူကဘယ်နေရာလောက်ပဲပါမလဲနောက်တစ်ခုအဲ့ဒီလူတစ်ထောင်မှာအဲ့ဒီ video တစ်ပုဒ်ကိုအစားဆုံးဘယ်နေအောင်ကြည့်ပါလဲအစားအနေစုံတဲ့အထိ တချို့ကအလေပိုင်းလေးပဲကြည့်တယ်တချို့ကအရှိပိုင်းလေးပဲကြည့်တယ်တချို့ကအနောက်ပိုင်းလေးပဲကြည့်တယ်ပြင် comment ရေးချင်တာရေးသွားတယ်ပြောချင်တာပြောသွားတယ်အဲ့ဒါမျိုးလည်းရှိသလိုအစအဆုံးကြည့်ပြီးမှတန်ဖို့နားလေလေသူတွေလည်းရှိတယ်ဆိုတော့ကျွန်တော်မိတ်ဆွေမှန်းလို့မရတဲ့ကိစ္စကအယောက်1000ရှိတယ် view 1000ရှိတယ်ဆိုရင် view 1000လုံးဒီငါ့ကိုကြိုက်ပါစေ view 3000လုံးဒီငါ့ကိုကြိုက်ပါစေဆိုရဲမျှော်လင့်ချက်ကြီးကိုဖယ်ထုတ်လိုက်အားလုံးမဖြစ်နိုင်လူတွေကိုစိတ်ကျဉ်တ်အောင်လို့အဆအဆအရာရာနဲ့သူတို့ပြောတဲ့ပုံသဏ္ဍာန်တိုင်းလိုက်ပြီးပြောင်းလဲပေးလိုက်ရင်ကိုယ့်ပုံစံကိုယ့် character မဖြစ်တော့ ကိုယ့်ရဲ့ငကိုရှိရင်ဆွဲပုံစံကိုယ့်ရဲ့သိင်ကိုယ့်ရဲ့ channel ရဲ့အထာလေးလုံးဝမရှိတော့ဘူးပြောင်းလဲသွားတယ်ကျွန်တော်ဥပမာတစ်ခုပြောပြမယ်ကျွန်တော်အရှိရတင်တဲ့ဗီဒီယိုတစ်ခုမှာကျွန်တော်ကမတန်ဆွမ်းဆိုတဲ့ကိစ္စကိုကျွန်တော်မတန်မဆွမ်းလို့ကျွန်တော်ပြောလိုက်မိတယ်ကျွန်တော်နားမလည်လိုက်ဘူးအဲ့စကလုံးကိုမတန်ဆွမ်းလို့သုံးရတာလားဆိုတာကိုကျွန်တော်လုံးဝမသိဘူးဒါပေမဲ့လူတွေအကုန်လုံးကခင်ဗျားမတန်ဆွမ်းလို့သုံးရမှာခင်ဗျားမတန်မဆွမ်းလို့တော့လုံးဝသုံးလာခင်ဗျားမှားတယ်ကျွန်တော်လုံးလိုက်တဲ့ကိစ္စနှစ်ခုပဲရှိတယ်အော်အေးဟုတ်သားပဲငါမှားတာပဲငါ့ရဲ့အတုံးနှုံးကိုပြင်ရမယ်အဲ့ဒါတစ်ချက်နောက်တစ်ချက်ကကျွန်တော်သူတို့ကိုတနာတယ် မတန်ဆွမ်းနေမတန်မဆွမ်းနေကိုဆက်လုံးပေါင်းပြနေတဲ့သူတွေကျွန်တော်လောက်မတန်ဆွမ်းတဲ့သူတွေဆွေမျိုးထဲမှာများပြားလားသူတို့မသိမတန်ဆွမ်းဆိုတဲ့သူတွေကကျွန်တော်ရဲ့အနီးအနားဝန်းကျင်အပြင်ဆွေမျိုးသားချင်းတွေမှာပါရှိရကျွန်တော်စကလုံးတော့မာယွန်းသွားတယ်မတန်ဆွမ်းမတန်မဆွမ်းနဲ့မတန်ဆွမ်းနဲ့စကလုံးတော့မာယွန်းလာတယ်လူတွေကအဲ့တနာကြီးဗီဒီယိုမှာအဲ့တချောင်းမကြည့်ဘူးဘလိမ့်နေကျွန်တော်လောက်မတန်ဆွမ်းတဲ့လူတွေကိုဘယ်လောက်ကူညီထားလဲတော့ကျွန်တော်မသိဘူးဒါပေမဲ့သူတို့ comment ရေးဆက်ရှေ့ရေးထားတာပဲ ဆိုလိုချင်တာအဲ့ဒီနေရာမှာโอเคငါတော့စကားပြောတာကိုတိတ်ကိုခယူဆရအောင်မယ်ဆိုပြီးတော့စိုက်ကိုကြီးဝင်သွားရင်ကိုဖန်တီးဆရာရှိတာနေနှောင့်နေရတယ်ကြန့်ကြပါတယ်ကိုလှုပ်ဆရာရှိတဲ့အရာပေါ်မှာ focus မထားနိုင်တော့ဘဲနဲ့ကျွန်တော် blend ဖြစ်သွားတယ်ခေါ်တာပေါ့ပြားကြပါတယ်ဟိုလူပြောတာလည်းနားထောင်အောင်မလို့လို့ဒီလူပြောတာလည်းနားထောင်အောင်မလို့လို့ဟိုကိစ္စကိုပဲအာယုံဆိုက်ရတော့မလို့လို့ဒီကိစ္စကိုပဲအာယုံဆိုက်ရတော့မလို့လို့ဆိုပြီးတော့ထွေပြားသွားပြီးတော့ရောင်စိန်ဖြစ်သွားတယ်အဲ့ဒါကြောင့်ကျွန်တော်ခုနကပြောတဲ့ချက်ကကျွန်တော်တို့လူတိုင်းကိုကိုယ်ကိုယ်ကြိုက်အောင်လုပ်လို့မရဘူး အယောက်တစ်ထောင်ရှိရဆိုရင်ခင်ဗျားအယောက်တစ်ထောင်လို့ကျွန်တော်ကြိုက်ပါသွားပြီးတော့မစင်စားဘူးရှိမှာပဲတမမှာပဲစော်မှာပဲဘလိမ်းမှာပဲအဲ့တော့100%မရနိုင်ဘူးဆိုတဲ့ကိစ္စကိုလက်ခံရမယ်အဲ့ဒါဆိုရင်စိတ်ကလေးကအေးချမ်းလာပြီတချို့လူတွေလုပ်တဲ့နည်းလမ်းကတော့ရှင်းတယ် comment ကိုဖတ်ကုန်မှာဖတ်တာတချို့အရင်နာမည်ကြီးွားပြီအရင် follower တွေအရင်များွားပြီ subscriber တွေအရင်များွားပြီ comment ကထောင်းနဲ့တောင်းနဲ့ချီနေရပဲ channel တိုင်း channel တိုင်းပေါ်မှာပြုံထနေရပဲအဲ့တော့သူတို့ရဲ့ account ကမခံနိုင်တော့မခံနိုင်တော့သူတို့အဲ့ comment ကိုဖတ်ကုန်မှာဖတ်တော့တာသူတို့ရဲ့ဖြည့်ရှင်းတဲ့နည်းကတော့တစ်မျိုးကျွန်တော်ဖြည့်ရှင်းတဲ့နောက်တစ်နည်းကတော့တစ်မျိုး ကျွန်တော်က negative comment မြင်ရင်ကျွန်တော်ခွန်အားပေးတဲ့ comment ကိုကျွန်တော်ပြဖတ်လိုက်တာကျွန်တော် comment ရေးထားတဲ့အထဲမှာကိုနေကျေးဇူးတင်နေကိုနေဒီလိုဗီဒီယိုလေးတွေလုပ်ပေးတာဘယ်လိုကျေးဇူးတင်တာဘယ်လိုကောင်းတယ်ဆိုတဲ့ဟာမျိုးကျွန်တော်ကိုစိတ်ခွန်အားပေးတဲ့တပည့်ရှိတယ်။သူတို့ကတကယ်ကောင်းလို့ပဲပြောပြောစိတ်ခွန်အားပေးရုံပဲတသက်ပဲဖြစ်ဖြစ်ကျွန်တော်ကိုချစ်ခင်လို့ပဲရေးတာပဲဖြစ်ဖြစ်အဲ့လို comment လေးဆိုကျွန်တော်တစ်ခါတည်းကြာရင် screenshot ရိုက်ထားတယ်။ငါနောက်ထပ် video လုပ်ရမှာဒီလူတွေကြောင့်ငါနောက်ထပ်ဗီဒီယိုတွေကောင်းကောင်းဖန်တီးရမှာကဒီလူတွေကြောင့်ဒီလူတွေကြောင့် ဒါပဲကျွန်တော်ခွန်အားထည့်တယ်ဒီဘက်က negative ကောင်းနေကိစ္စဖဲ့တာသူတို့ကသူတို့နားထောင်တာနားမထောင်တာတကယ်ဆာကျွန်တော်ကိုအားပေးတဲ့သူတွေကျွန်တော်ကိုနားထောင်မဲ့သူတွေအတွက်ငါကနောက်ဗီဒီယိုလုပ်မှာဆိုပြီးတော့ကျွန်တော်စိတ်ခွန်အားပြန်ယူလိုက်ရင်ဒီဘက်က negative ခင်ဗျားလေရှည်ရဲ့ကောင်းများခင်ဗျားဘာကောင်းများညာကောင်းများကြိုက်တယ်လို့ပြောအဲ့လူတွေကကျွန်တော်ရဲ့ audience အစင်မဟုတ်ဘူး ကျွန်တော်ဒီမှာကျွန်တော်ပြောတဲ့တန်ဖိုးကိုတိတိကျကျလေးလေးနက်နက်နဲ့နားထောင်နေသူတွေအတွက်ကျွန်တော်ကဗီဒီယိုဖန်ပြီးပေးနေရမှာရှိတယ်။ channel နဲ့မသက်ဆိုင်တဲ့သူကဝင်ပြီးကြည့်မိပြီးတော့လာပြီးပလိမ့်နာပလိမ့်နာပလိမ့်နာတော့ကတော့ကျွန်တော်တစ်ခါမှထည့်ပြီးတော့မစင်စားဘူး။ကျွန်တော်ဘေးကိုဖယ်ထားလိုက်တာ။နောက်တစ်ချက်ထပ်ပြီးနားလေရမှာကကျွန်တော်မိတ်ဆွေတို့ခင်ဗျားက content creator ကျွန်တော်က content တွေ create လုပ်နေတဲ့သူပဲထား။အဲ့ဒီ comment ရေးထားတဲ့သူတွေအကုန်လုံးကကျွန်တော်တို့တွေလောက်မစင်စားဘူး။ ကျွန်တော်တို့တွေလောက်ဘာမှအသေးစိတ်မစဉ်းစားထားဘူးကွန်မန့်ကိုပို့ပြီးသွားပြီးဆန့်လုပ်ပြီးသွားပြီးဆိုတာ ਨੇ သူတို့ဗီဒီယိုနောက်တစ်ပုဒ်ကိုရောက်သွားပြီးနောက်တစ်နေရာကိုသွားပြီးနောက်တစ်နေရာကိုသွားကြည့်နေပြီဒါမှမဟုတ်ညာအိတ်နေလဲသူတို့မစဉ်းစားနေဘူးအဲ့ဒါကိုစဉ်းစားနေတာကျွန်တော်တို့တွေစာတကြောင်းကြောင်းဝင်ရေးလိုက်တာ ਨੇ အော်ဟုတ်ပြီငါများမှားသွားလားငါဖန်တီးခဲ့လိုက်တဲ့ content တွေကအားနေချက်များရှိသွားလား content creator တွေကဗီဒီယိုတစ်ပုဒ်တစ်ပုဒ်၅မိနစ်စာလေးထွက်ဖို့၃ရက်၄ရက်အချိန်ယူပြီးလုပ်ရခါကြိုင်နေအောင်လို့တည်အောင်စီးတွေလူးပြီးတော့ကျွန်တော်တို့အကျင့်နဲ့ဖန်တီးရတယ်ကွန်တန့်နေရှာရတယ်ဗီဒီယိုအက်ဒစ်တွေလုပ်ရတယ်ဖြတ်ညက်ကတ်တွေလုပ်ရတယ် ပြီးတော့မှတင်ထားတဲ့ဗီဒီယိုအတိုလေး3မိနစ်ကနေ5မိနစ်စသည်ဖြင့်တင်ထားတာဒါပေမဲ့ကွန်မန့်ရေးတဲ့သူကဘာမှအားဆိုင်မလုပ်တော့သူ့သူဝင်ရေးချင်တယ်ရေးသွားတာပြီးတော့သူမေ့သွားပြီနောက်ဗီဒီယိုတစ်ပုတ်ရောက်သွားပြီသူနောက်တယောက်ကိုလည်းသူဆရာကြီးသွားလုပ်တော့မယ်နောက်တယောက်ကိုလည်းသူကြည့်ရောမယ်နောက်တယောက်ကိုလည်းသူတို့သွားပြီးဘလိန်ကျင်လဲဘလိန်မယ်သူတို့ခြိုက်တာနဲ့တွန်းနေတိုးပါမယ်သူတို့ကိုလောက်အဲ့ကိစ္စပုံမှာအချိန်ပေးပြီးတော့မစင်စားအောင်ပြောစရာရှိလို့ပြောလိုက်တယ်။သူတို့ရဲ့အထွေကြောင့်ဘလောက်ပဲရင့်ကျက်ပါတယ်ပြောပြောခင်ဗျားဒီဗီဒီယိုတစ်ခုဒီတက်ပုံတစ်ပုတ်ဒီစာတစ်ပိုက်ဒီ content တစ်ခု ဖြစ်ပေါ်လာဖို့အတွက်ကိုဖျက်တမ်းခဲ့ရတဲ့အချက်အလက်တွေအကျိုးအကြောင်းတွေအားလုံးကိုသူတို့တွေနားလည်မှာမဟုတ်တဲ့အတွက်သူတို့တော့တိတိကျကျတန်ဖို့မသိဘဲနဲ့ရေးချင်တဲ့ရေးတာကျွန်တော်တို့ကဘာကိစ္စထည့်ပြီးစဉ်းစားရမှာဘာကိစ္စအဲ့ကိစ္စကိုအချိန်ပေးရမှာလဲဘာကိစ္စအဲ့ဒီ comment တစ်ကြောင်းနဲ့တဏီကုန်ခံစားနေရမှာလဲငါ့ကိုတော့ဖြင်းဆဲသွားပြီခင်ဗျားတကယ်ကိုမှဘာဖြစ်တဲ့သူညာဖြစ်တဲ့သူစသဖြင့်ပြောတဲ့ဟာတွေကတော့ကျွန်တော်တို့ကဘာကိစ္စရင်မထဲမှာထည့်ထားရမှာဘာကိစ္စကောင်းထဲမှာထည့်ထားရမှာကိုယ့်ကိုဖန်တီးစရာရှိတဲ့ကိစ္စနောက်တစ်ပုတ်ကိုပဲဆက်ပြီးတော့စဉ်းစားရမှာမလား ်ဒီခါတည်းကျရင်ကျွန်တော်တို့ကခွင့်လွှတ်ပေးလိုက်ရသေးတယ်သူတို့ရဲ့အနေထားသူတို့ရဲ့အခြေအနေတွေကိုကျွန်တော်တို့လုံးဝနားမလည်ဘူးသူတို့တခါလေကထိုင်ဆဲရထိုင်ဆဲရထိုင်ဆဲရအော်သူတို့ကြီးပြင်းလာတဲ့ရက်ကွက်ကဓာမျိုးတွေကြီးပြင်းလာတာသူတို့ရဲ့အဆင့်တန်းသူတို့ရဲ့ class ကဓာမျိုးတွေကြီးပြင်းလာတာဆိုပြီးတော့ကျွန်တော်တို့ကခွင့်လွှတ်ပေးလိုက်ရတယ်ဒီနေရာမှာကျွန်တော်တို့ထည့်တယ်ပြောရတဲ့သူရှိသေးတယ်လူမျိုးကြီးဝါတာတို့ဘာလို့ပါ သိကြတဲ့အဲ့လူတွေကျွန်တော်ဗီဒီယိုတွေအစအဆုံးကိုလုံးဝလည်းမကြည့်ထားဘူးဒီနေရာမှာကျွန်တော်ကအစင်တန်းခွဲကြတယ်လို့တခါမှမပြောခဲ့ဘူးအားနေတနေ့တနေ့အစဲစကလုံးနေပဲတုံးနေတဲ့အတိုင်းအဝိုင်းနဲ့ဒီဘက်မှာယဉ်ချီးနေတဲ့တိမ်မွေ့နေတဲ့အတိုင်းအဝိုင်းဆိုတာအဲ့ဒါကွဲပြားနေတာပဲလीအဲ့ဟာကလူမျိုးကြီးဝါဒတွေဘာတွေနဲ့ဘာမှမဆိုင်ဘူးယဉ်ချီးတိမ်မွေ့တဲ့အဖွဲ့အစည်းကတည်တန်းရှိတယ်တနေ့တနေ့တခုခုစကားပြောမယ်ဆိုရင်တော့မှဆဲဆိုနေတဲ့အရာမျိုးရှိတယ်အဲ့လိုလူတွေကလိုင်းမော်ကိုတက်လာတယ်ကွန်မန့်တွေရေးတယ်ဆဲကျင်တာဆဲတယ်ပြောကျင်တာပြောတယ် အဲ့ဒါကိုဂျင်ဘတ်ထဲကိုထည့်ခံစားနေဖို့မသင့်တော်ဘူးဆိုတဲ့အကြောင်းကိုကျွန်တော်ကခွဲခြမ်းပြတာပဲရှိတယ်။တခါလေပါကိစ္စကျွန်တော်တို့အချိန်ပေးနေမှာလေအဲ့ဒီပုံမှာကို့အတွက်တန်ဖိုးရှိတဲ့အရာတွေနဲ့ကို့အတွက်တန်ဖိုးရှိတဲ့သူတွေပုံမှာပဲအချိန်ပေးမှာပေါ့တန်ဖိုးကိုသိတဲ့ audience တွေပုံမှာပဲကျွန်တော်တို့အချိန်ပေးမှာပေါ့လောကကြီးမှာလူတွေအားလုံးအကြိုက်တွေအားလုံးတူအားအောင်လို့ဆွဲဆုလိုက်လို့မရဘူး။စိတ်တွေအားလုံးတပုံစံနဲ့တူအားအောင်လို့ဆွဲဆုလိုက်လို့မရဘူး။ဒီလူအတွက်ကတော့ဒူရင်သီးကအရန်ကိုမှွေးပြီးအရန်ကောင်းတယ်နောက်တစ်ယောက်အတွက်ကကျတော့ဒူရင်သီးဆိုရင်အဝေးကနေပတ်ပြေးတာ အနံ့ကိုလုံးဝမခံနိုင်ဒါပေမဲ့ဒူးရင်သီးကဒူးရင်သီးပဲကြိုက်တဲ့သူရှိတယ်မကြိုက်တဲ့သူရှိတယ်အဲ့ဒီ ratio ကိုကျွန်တော်တို့အားလုံးဒီဒီဒူးရင်သီးကိုကြိုက်ပါအားလုံးဒီဒီဒူးရင်သီးကိုမုန်းလိုက်ပါအဲ့လိုလှုပ်လို့မရဘူးနောက်တစ်မျိုးလူတွေရဲ့စိတ်ကထွေပြားတယ်ရှုပ်ထွေတယ်နေကမျက်မှန်တက်တဲ့သူတွေအကုန်လုံးနေအောင်တန်းအောင်ကာကွယ်ခြင်းလို့မဟုတ်ဘူးပွဲဒီအခမ်းအနားတွေမှာမှောင်မဲနေတာပဲနေကမျက်မှန်တွေတက်ထားတယ်မင်းသားမင်းသမီးတွေအများကြီးပဲပိုကာဆော့တယ်ပိုကာဒေါင်းတယ်နေကမျက်မှန်တက်ထားတဲ့သူတွေအများကြီးပဲကိုမျက်လုံးကိုကြည့်ပြီးတော့စိတ်ကစားနေလာလို့သူများဖတ်မှာစိုးလို့ ဘယ်အကြောင်းအရာပေါ်မှာပဲဖြစ်ဖြစ်နေကာမျက်မှန်ကတော့နေကာမျက်မှန်ပဲတတ်ထားတဲ့သူတုံးကျင်တဲ့ပုံစံမတူမြင်လိုက်ရတဲ့သူကလည်းဒီကောင်ပါရည်ရွယ်ချက်နဲ့တတ်ထားတာလဲဆိုတာကိုလုံးဝမသိကျွန်တော်ကနေကာမျက်မှန်ကြီးတက်ထားမယ်လမ်းမှာလျှောက်သွားနေမယ်ဟာဒီကောင်တော်တော်ပင်းများတဲ့ကောင်ပဲဒီကောင်လှကျင်လို့တက်နေတာလို့ထင်တဲ့သူကထင်သွားလိမ့်မယ်မျက်စိနာနေလို့နေကာမျက်မှန်ကြီးတက်ထားရတယ်ဆိုတာမျိုးလဲဖြစ်ကောင်းဖြစ်နိုင်တယ်တော့မိတ်ဆွေဘောလုံးပွဲသွားကြည့်ကြည့်ဘောလုံးပွဲကိုနားလဲတဲ့သူပဲဖြစ်ဖြစ်ဘောလုံးပွဲကိုနားမလဲတဲ့သူပဲဖြစ်ဖြစ်ဘောလုံးပွဲကြည့်နေတဲ့ပရိသတ်ကိုသွားကြည့်ကြည့် ဘောလုံးပွဲကြည့်နေတဲ့ပရိသတ်ကကိုင်းရဲ့အပြင်မှာကန်နေရတဲ့သူတွေအထဲမှာဒါပေမဲ့ဟိုလိုကန်လိုက်ကွာဒီလိုကန်လိုက်ကွာဟိုဘက်ကိုကန်လိုက်ကွာဒီဘက်ကိုကန်လိုက်ကွာဆိုပြီးတော့ကြိုက်တာပြောကြိုက်တယ်လို့အော်နေနေအထက်ကတကယ့်ကစားသမားတယောက်ရဲ့ stamina သူ့ရဲ့ခံနိုင်ရည်အားသူ့ရဲ့ကြိုးစားထားတဲ့ပုံစံသူ့ရဲ့လေ့ကျင့်ထားတဲ့ပုံစံကိုဘယ်သူမှသွားပြီးတော့အနားမလဲအပြင်ကနေကြည့်နေရလို့ဒါလက်ဝိတ်ပွဲလေဒီလိုပဲထိုးလိုက်လေကွာဟိုလိုထိုးလိုက်လေကွာဒီလိုထိုးလိုက်လေကွာခွန်အားပေးကြတယ်ချစ်တဲ့သူရှိတယ်ခြိုက်တဲ့သူရှိတယ်ခွန်အားပေးရသူရှိတယ်ဟာအတော့မချောက်ဘူးကွာဒီလိုလေးထိုးလိုက်ပါလား ပိုလိုလေးထိုးလိုက်ပါလားလို့ပြောမဲ့သူတွေရှိတယ်။ကျွန်တော် bonus အနေနဲ့ကျွန်တော်မိတ်ဆွေတွေစိတ်ထဲမှာအမြဲတမ်းမှတ်သားထားရမယ့်အချက်တစ်ချက်ရှိတယ်။အဲ့ဒါဒီ social media လောကမှာလည်းမဟုတ်ဘူး။တကယ်အပြင်ပလောကမှာဖဲသွားသွားအလုပ်ပဲလုပ်လို့ကြောက်မဲ့တက်တက်တတိနဲ့ပဲရင်ဆိုင်နေရရင်ဆိုင်နေရကို့အပေါ်မှာကလိန်ကျနေတဲ့သူတွေနဲ့ပဲရင်ဆိုင်နေရရင်ဆိုင်နေရဒါကိုအမြဲတမ်းမှတ်ထားလိုက်။ကျွန်တော်တို့စိတ်ကအေးချမ်းဖြစ်နေမှုကျွန်တော်တို့စိတ်ကကြည်လင်နေမှုဆိုတာဘယ်သူနဲ့မှညှိစရာမလိုတဲ့ကိစ္စ။ဘယ်သူမှညှိစရာမလို negotiate လုပ်စရာလည်းမလိုဘူး ကျွန်တော်တို့စိတ်ကအေဂျင့်မှုကကျွန်တော်နဲ့ပဲသဆိုင်တယ်မိတ်ဆွေတို့စိတ်ရဲ့အေဂျင့်မှုကမိတ်ဆွေတို့နဲ့ပဲသဆိုင်တယ်ဒီလိုင်းပေါ်မှာဗလိမ့်တဲ့လူတွေအပြင်မှာလာပြီးကိုယ်စိတ်ဒုက္ခပြီးတဲ့သူတွေသူတို့ဗလိမ့်နိုင်တယ်ကျွန်တော်တို့ကဘာကိစ္စကြည်ကွဲရမှာဘာကိစ္စဝန်နေရမှာလဲအဲ့ဒါကျွန်တော်တို့ရဲ့ရှိရမယ် mindset ကိုလုတ်ဆက်ရှိတာကိုပဲကိုပုံမှန်လုပ်မယ်စေတနာအမှန်ကန်ထားမယ်လူတွေအပေါ်မှာတကယ်ကောင်းစီခြင်းနဲ့စေတနာနဲ့အရာရာအားလုံးကိုဖန်တီးကိုယ့်ရဲ့မူလရှိရင်းစွဲအတိုင်းယက်တီအဲ့ဒါပြီးသွားရင်ကိုယ့်ရဲ့အေးချမ်းနေမှုတာယာနေမှုကိုတခြားသူတယောက်ကြောင့် ကျွန်တော်တို့ကဘာကိစ္စမှာအပြတ်မခံနဲ့ဘာလို့လဲဆိုတော့စိတ်ကဲ့ပျော်ရွှင်နေခြင်းကြည်လင်နေခြင်းအေးချမ်းနေခြင်းဆိုတဲ့ကိစ္စကသူများနဲ့ညှိနှိုင်းစရာမလိုတဲ့ကိစ္စကျွန်တော်တို့စိတ်အေးချမ်းခြင်းနဲ့ခမားနဲ့ညှိနှိုင်းပြရစီအတူတူအေးချမ်းရအောင်မရှိဘူးတော့ကမှာကိုယ်စိတ်နဲ့ကိုယ်ပွားပဲအဲ့ဒါဒီကျွန်တော်မိတ်ဆွေကိုလုံးဝဖြိုလှဲလို့မရမယ့် တွန်းလှဲ့လို့မရမယ်လူဒန်းစားတယောက်ကဲတို့ပြောင်းလဲသွားလိမ့်မယ်အဲ့ဒါတွေအကုန်လုံးကကျွန်တော်ထားတဲ့စိတ်ပိုင်းဆိုင်ရာအလေးအချင်လဲဟုတ်တယ်ကျွန်တော်ရဲ့မူလဗီဇလဲဟုတ်တယ်ကျွန်တော်ကတော့အေဂျင်ချန်တာတာရရနေပဲနေတယ်ကျွန်တော်မိတ်ဆွေတွေအကုန်လုံးလဲအဲ့လိုပဲဘာပဲလုပ်နေလို့နေဘဲဆိုရှယ်မီဒီယာပဲရောက်ရောက်ဘဲပလက်ဖောင်းပေါ်ပဲရောက်ရောက်ဘဲဘစ်စနက်စ်ပဲလုပ်လုပ်ဘဲပညာရေးပဲတင်တင်စိတ်ပိုင်းဆိုင်ရာအေးချမ်းနေဖို့ရည်ကြီးတယ်အဲ့ဒါကကျွန်တော်တို့ဘွားရဲ့လိုရင်းပဲ ကျွန်တော်မိတ်ဆွေတွေအားလုံးဒီဗီဒီယိုလေးကြည့်လိုက်တဲ့အတွက်စိတ်ခွန်အားတွေအများကြီးရမယ်လို့ကျွန်တော်ကမျှော်လင့်ပါတယ်ကျွန်တော်လည်းအေးချမ်းပဲကျွန်တော်မိတ်ဆွေလည်းအခုချိန်ဆာပြီးအေးချမ်းသွားပြီးအရာရာအားလုံးကိုရင်ဆိုင်နိုင်သွားပါပြီ